ဒီနေ့တော့ကျွန်တော်နေတိုင်းစားခြင်းပေမဲ့တနည်းမတစ်ခါလုံးပဲချက်စားဖြစ်တဲ့ဒဝဲမိုးလေးတို့လီချက်ပြီးတော့တဝကြီးစားဖြစ်ခဲ့ပါတယ်ခင်ဗျာအရင်ဆုံးငွေရွှေ30သားကိုစပယ်လင်ရယ်စားရယ်စနွေးမို့ရယ်ပအုံးကြီးရယ်ရင်းနှစ်ခွက်ပတ်ထည့်ပြီးတော့ပြုတ်ထောက်ပေးလိုက်ပါတယ်ခင်ဗျာဒီလိုရှိရင်တော့သူနဲ့တွေ့ဆောင်မဲ့ပအဝင်ပစ္စည်းတွေဖြီးထောက်ပေးလိုက်ပါတယ်ခင်ဗျာ ပြုတ်ထားတဲ့ငားလေးတွေရောက်ပြီဆိုလို့ရှိရင်တော့အယုံမပေါအောင်လို့တေချာလေးနှွှန်းထားပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ငားပြုတ်ရည်ကိုစကားစစ်ချထားပေးလိုက်မယ်ပြီးတော့ရေကိုလိုတလောက်ထပ်ထည့်ငပိစင်စာနည်းနည်းပါထည့်ပြီးတော့ငားရဲ့ချက်သွန်နီရဲ့စားနဲ့ချုံမှုနည်းနည်းထည့်ပြီးတော့ဆူလာတဲ့အထိမှွေထားပေးလိုက်ပါတယ်ခင်ဗျာတော်ဝဲမိုးလဲသုတ်ကကြကြစုခိုင်းလေးလေးပို့ပြီးတော့စားကောင်းလေးလေးပါခင်ဗျာ။ ကဲအခုဆိုရင်တော့ဟင်းရီအိုလေးရောက်ပြီဆိုတော့ကျွန်တော်စားဖို့ပြင်ဆင်လိုက်ပါတော့မယ်တဝဲမိုးလေးတို့ကပအုံးကြီးချင်းချင်းပြုံပြုံရောက်လာလေးရဲ့ငါးရောက်တာချိုချိုလေးရဲ့အရန်ကိုစားလို့ကောင်းပါတယ်ခင်ဗျာ နောက်တစ်ပကံကိုတော့ကျွန်တော်တို့ဒေါ်မှာစားနေကြပူဇံတိုင်းပဲထမင်းလေးနဲ့ထည့်ပြီးတော့စားလိုက်ပါတယ်ခင်ဗျာ